ကူးစက်လွယ် Omicron အုပ်စုမှာမျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်ပိုးများကိုကာကွယ်နိုင်မဲ့ကာကွယ်ဆေးများထိုးနှံပေးမှာဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။မေလအတွင်းမှာ Gavi Support for C19 Vaccination အစီအစဉ်ဖြင့်ကူးစက်လွယ် Omicron အုပ်စုမှဆက်လက်၍မျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်ပိုးများကိုကာကွယ်နိုင်မဲ့ Pfizer COVID-19 ဗက်စင်း JN1 များကိုထိုးနှံပေးမှာဖြစ်တယ်လို့သိရပါတယ်။ COVID-19 ရောဂါဗိုင်းရပ်ပိုးများမျိုးရိုးဗီဇပြောင်းတည်နေတူ၎င်းမျိုးဗီဇပြောင်းရောဂါပိုးများကိုကာကွယ်နိုင်မဲ့ COVID-19 ရောဂါကာကွယ်ဆေးမျိုးဆက်သစ်များသည်လည်းစဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး Pfizer XBB 1.5အသုံးပြု၍ဇန်နဝါရီလမှဧပြီလအတွင်းရောဂါကာကွယ်ဆေးတစ်ကြိမ်မြောက်မထိုးရသေးတဲ့အသက်16နှစ်နဲ့အထက်ပြည့်သူ32,529ဦးနဲ့ကိုဝင်ဆောင်မိခင်14,985ဦးအပါအဝင်နောက်ဆုံးအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ6လနဲ့တနေ့တွင်းရှိသူ 22,6826ဦးကိုကာကွယ်ဆေးထိုးနိုင်နိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်မြန်မာနိုင်ငံမှာကိုဗစ်ကာကွယ်ဆေးအမျိုးအစား၈မျိုးကိုအသုံးပြု၍အသက်၅နှစ်နှင့်အထက်ပြည်သူ36.36တန်းကိုကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်နိုင်ခဲ့ပြီးထပ်ဆောင်းကာကွယ်ဆေး21.25တန်းတို့ထိုးနိုင်ပေးနိုင်ခဲ့တယ်လို့ကျန်းမာရေးဌာနကနေသိရပါတယ်။